လာပါရှင်ကျမရောင်ကူခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နေ့လယ်နာရီထင်ထီရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်စကိုင်းတိုင်းဝက်လက်နဲ့ရွှေဘုံမြို့နယ်တွေထဲကကြေးရွာတွေကိုနိုဝင်ဘာလ9ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကထိုးစစ်ဝင်ရောက်ကနေအိမ်တွေကိုမီးရှို့နေရလို့ဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ ရှေးဘုံနဲ့ဝက်လက်မြို့နယ်အတွင်းကအခြေရွာရှေးရွာလောက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းခွဲကဝင်ရောက်မိရှုနေတာဖြစ်ပြီးနိုဝင်ဘာလ၄ရက်နေ့မှာစစ်ကောင်စီတပ်ကအရှမ်းတန်းပစ်ခတ်တဲ့အတွက်ဝက်လက်မြို့နယ်လှထွေရွာကအမျိုးသားတယောက်တိဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။တရားဒဏ်ရာရှိသူတွေဟာစေကူတာနေရတယ်လို့ဝက်လက် informational network ကတာဝန်ရှိသူတယောက်က DV ကိုပြောခဲ့ပါဗျာ။ နိုဘာလ3ရက်နေ့မနက်6နာရီလောက်ကလည်းမောင်ကတိရွာကိုဝင်လာတဲ့စစ်ကြောင်းကဒေသခံအယောက်40လောက်ကိုဖမ်းဆီးကာတပ်ကြီးပိုင်းတချို့ကိုတော့ပြန်လွတ်ပေးပြီးကျန်တဲ့သူတွေကိုစစ်ကြောင်းထဲကိုခေါ်သွားတယ်လို့သိရပါဗျ။ဝက်လက်နယ်အနောက်ခြမ်းကထွက်တဲ့စစ်ကြောင်းဟာဝက်လက်မြို့နယ်တဲကတမာကုန်းရွာတော်ကုန်းတရဦးနဲ့ထုံးပူရွာတွေကိုမိရှို့ခဲ့တယ်လို့ရွှေဘုံမြို့နယ်တဲကစီတော်တကနန်းဘုံဘောစိုင်းနိုင်ကြီးစိုင်းနိုင်လေးနဲ့ရွှေဘုံမန္တလေးလမ်းမကြီးကအခြေရွာတွေကိုလည်းမိရှို့ခဲ့တယ်လို့သိရပါဗျ။ ရခိုင်ပြည်မောင်တော်မြို့နယ်ရခိုင်ရေပိုင်နက်အတွင်းမှာတရားမဝင်ငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား6ယောက်ကိုနိုဘာလ9ရက်နေ့ကအရခတက်တော်ကန်းကြီးဆောင်တပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ပြည်ထောင်စုမှာလ9ရက်နေ့ညနေကအကြောက်ချရက်တန်ထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား6ယောက်ပါတဲ့ဆက်လေတစီကိုအာရခတက်တော်ကန်းချီဆောင်တပ်ဖွဲ့ကအသွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ မောင်တော်မြို့နယ်အလဲတန်ကျော်ချောင်းဝကန်းဆက်မှာဆက်လီပြက်ပြီးကြောက်ချရက်နာနေတဲ့အချိန်ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိဖမ်းဆီးရမိထားတဲ့အဲ့ဒီငါးဖမ်းသမားတွေကိုတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်နိုင်ဖို့အတွက်ထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့နဲ့29ရက်နေ့ကလည်းမောင်တော်မြို့နယ်ရခိုင်ရပိုင်နယ်အတွင်းတရားမဝင်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား17ယောက်ကိုအေကဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါဗျ။ မောင်တောင်မြို့နယ်အတွင်းမှာရှိတဲ့ရခိုင်ပြည်ပိုင်နယ်ထဲမှာတရားမဝင်ဝင်ရောက်ငါးခိုးဖမ်းမှုတွေကအနည်းစဉ်ရဆက်ရှိလာနေပြီးအေအေရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ကလည်းမကြခဏဆိုသလိုဖမ်းဆီးမှုတွေရှိနေပါတယ်ရှင်။တော်လန်လူလူကြားထဲမှာပြန်လည်အားကောင်းလာတဲ့လူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနှိုးဆော်ချက်တွေကတော်လိုင်းကာလမှာမဖြစ်မနေရှိဖို့လိုအပ်ပြီးလူလူလှုပ်ရှားမှုလှိုင်းလုံးတွေအထိဖြစ်လာဖို့ဆက်လက်လုပ်နေမှာဖြစ်ကြောင်းအရက်ဖတ်အဖွဲ့တွေနဲ့ပြည်သူတွေကပြောပါရယ်ဝေဝေသတင်းပေးပို့ထားတာပါရှင် ဆရာနာရှင်စန့်ကျင်ရေးအစားကာလတွေကလေးကတိုက်တွန်းနှိုးဆော်ခဲ့ကြတဲ့လူမှုရေးပြစ်ဒဏ်ခတ်ရေးတိုက်တွန်းနှိုးဆော်ချက်တွေဟာမကြသေးခင်အချိန်မှာပဲတော်လန်လူလူနဲ့ပြည်သူတွေကြားမှာပြန်လည်အားကောင်းလာပါတယ်။လက်တလုံးမှာဆိုရင်လည်းစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စလန်းတို့မှာပါဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေအကုန်လုံးကိုလူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနှိုးဆော်ရာကစလို့စစ်တပ်နဲ့ပတ်သက်ဆွံ့နွယ်သူတွေစစ်တပ်နဲ့ဆက်ဆက်ကုန်ပစ္စည်းတွေကိုပါ မပတ်သက်ဖို့မတုံးဆွဲကြဖို့လူလူတွေကြားအချင်းချင်းတိုက်တွန်းနေကြပါဗျ။လင်းနစ်ကျော်၅နှစ်တာကာလမှာအောင်မြင်လိုက်ရပ်တန့်သွားလိုက်ဖြစ်နေတဲ့လူမှုရေးပြစ်ဒဏ်ခရရေးကိစ္စတွေဟာဇတိုက်ပြုလုပ်နေရမှာဖြစ်ပြီးလူလူအလုံးပါဝင်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့အထိတိုက်တွန်းနိုင်မှာသာအောင်မြင်မှာဖြစ်ကြောင်းကိုစစ်တပ်ထောက်ခံသူတွေကိုစက်ကျင်ပွိုင်းကောက်လုပ်ကြဖို့နှိုးဆော်နေတဲ့ FNCC ဘာမာဖက်ချက်ကွန်မြူနတီရဲ့တာဝန်ရှိသူကပြောပါတယ် အဲ့ဒီလူတွေအကုန်လုံးဟာဓာတ်ရိုက်စစ်တပ်ကိုအကျိုးရှိစေတယ်လို့ပြီးတော့တစ်ဖက်မှာလည်းလူတွေရဲ့မြေတားကိုတစ်ဖက်နဲ့နီးနဲ့အသုံးချပြီးတော့လူတွေရဲ့အတွေးထဲမှာအစိတ်တောက်ဖြစ်စေတဲ့အတွေးတွေအမှန်တရားကိုမမြင်နိုင်တော့တဲ့ထင်မြင်ယူဆချက်တွေဝင်လာအောင်စစ်တပ်ရဲ့ဝါရဖန်ချီကိုတနည်းတစ်ဖုံအထောက်အပံ့ပြုနေတဲ့အတွက်ကိုကျွန်တော်တို့ကဒီ boycott နဲ့ social punishment ကိုအဓိကတွန်းနေတာပါဒီစစ်တပ်အောက်မှာရှိနေတဲ့အနည်းငယ်ချင်းတွေကတော့ဒီ boycott ကိုကြောက်တယ်လားဆိုတော့ကြောက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာရှိတဲ့အောင်မြင်မှုသူတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကပြိတ္တအားပေးလို့ရလာတာပါ။ ဆိုတော့ဒီပြိဋ္ဌာန်ကအမှန်တရားကိုအမှန်တိုင်းမြင်ပြီးအမှန်ကိုအမှန်တိုင်းရက်လာပြီဆိုလို့ရှိရင်သူတို့အတွက်နေရာမရှိပါဘူးအဓိကကတော့လူတွေကြားထဲမှာဒီအသိပညာပါပြန့်နှံ့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူတွေအကုန်လုံးကအဲ့ဒီလူတွေကိုအမြဲဆန့်ကျင်တော့မှာဆိုတော့အဲ့ဒီဆန့်ကျင်နေအားဒီနင်းနေ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 ရတယ်များလာတဲ့အခါကျလို့ရှိရင်လူလူလှုပ်ရှားမှုလိုင်းလုံးတစ်ခုဖြစ်လာနိုင်ပါတယ်အဲ့ဒီလူလူလှုပ်ရှားမှုလိုင်းလုံးတစ်ခုဖြစ်လာနိုင်တဲ့အထီးအောင်ကျွန်တော်တို့တွန်းနိုင်မယ်ဆိုလို့ရှိရင်ဘွိုင်းကော့ကအောင်မြင်မှာပါဘွိုင်းကော့ဆိုတာကတော့စစ်တပ်ထုတ်ကုန်တွေ စစ်တပ်နဲ့ဆက်ဆက်နေတဲ့အမတ်တစိုက်တွေလုံးဝဝယ်ယူအသုံးပြုတာမျိုးမလုပ်တာဖြစ်ပြီး social punishment ကတော့စစ်တပ်ထောက်ခံသူလူပုဂ္ဂိုလ်တွေကိုလူတိုင်းဝိုင်းကနေဖယ်ချင်ဖို့လူလူကပေးတဲ့ပြစ်ဒဏ်ခန့်နည်းဖြစ်ပါတယ်။ဒီလိုတော်လိုင်းနီးနာတွေဟာတော်လိုင်းအစကာလာတွေကလေးကပါရှိပြီးသားနီးနာတွေဖြစ်ကြောင်းအကြံမဖန်အာဏာပိဆိုင်လှုပ်ရှားမှုနဲ့တော်လန်ပုံကန်နေတဲ့ရေပွဲပြည်သူဂျိုးပြူလူငယ်အဖွဲ့ကလည်းပြောပါတယ်။ social punishment point ကိုလို့ဆိုတာကလည်း အခုလည်းဦးတော်လန်ကြီးမှပေါ်ပေါက်လာခဲ့တာမဟုတ်ဘဲနဲ့ကစ်သမိုင်းအဆက်ဆက်မာတွေကတရှိခဲ့ပြီးသားနင်းနာတွေပဲဖြစ်ပါတယ်။ရုံမတက်ဘူးမီတာမဆောင်ကောမဆောင်ဆိုတဲ့ဘူးတပိတ်လုတ်တဲ့နင်းနာတွေရူဘီအတမီကိုဥပယံထုတ်တဲ့တက်ကားထုတ်တဲ့ကွန်ပျစီတွေကိုအာမပေးဘူးဆိုတာတွေကဘူးတပိတ်တိုက်ပွဲနင်းနာတွေပဲဖြစ်ပါတယ် ီလူကစစ်တပ်ကလူလားစစ်တပ်ကိုအားပေးနေတာလားစစ်တပ်ကနေထုတ်တဲ့ထုတ်ကုန်ပစ္စည်းတခုခုဝန်ဆောင်မှုတခုခုထောက်လုပ်ရေးတခုခုမှာရှယ်ယာပါတနာအနေနဲ့ရှိနေတာလားအောင်ဆက်လုပ်ကိုင်နေတာလားဒီပြည်ထောင်နဲ့အခြေခံအဖြစ်တိုင်းတာနိုင်မလို့ကျွန်တော်တို့အနေနဲ့ယူဆပါတယ်ပြည်ပမှာအထိုက်အလျောက်အောင်မြင်လာတဲ့ boycott နဲ့ social punishment လှုပ်ရှားမှုတွေမှာပြည်မှာရှိတဲ့ပြည်သူတွေအနေနဲ့ကလည်းစစ်တပ်ထုတ်ကုန်တွေ လူမှုရေးပြည်ကျန်ခက်ခန်နာရတဲ့အမှုပညာရှင်တွေကို အတန်တိတ်နီးနဲ့ပါဝင်ပွိုင်းကော့လုပ်ကြဖို့လိုကြောင်းလည်းသိရပါဗျ။တော်လရေးကိုတစ်ဖက်တစ်လမ်းကအထောက်ပံ့ဖြစ်စေဖို့ဒီခြေနေတွေဟာတိတိယယောက်နဲ့ဆက်သွားဖို့လိုတယ်လို့ပြည်သူတွေကယုံကြည်နေကြပါဗျ။ဘာလို့ဒီဘိုင်းကောတူဆိုရှယ်ပနိရှ်မန့်လို့ဒီလိုလုပ်ခံနိုင်ရတဲ့လူတယောက်ပဲဖြစ်ဖြစ်ဒီစီးပွားရေးလုပ်ငန်းတစ်ခုခုပဲဖြစ်ဖြစ်ပေါ့ဒီလိုလူမျိုးတွေဒီလိုလုပ်ငန်းတွေဟာလူမှုကအာမပီးဘူးလူမှုကဖဲ့ချင်ထားတာခံရပြီဆိုလို့ရှိရင် တို့မဆုံးရှုံးမှုတွေအများကြီးဖြစ်လာလိမ့်မယ်ဖြစ်ကိုဖြစ်တယ်မဖြစ်ဘူးဆိုမရှိဘူးဖြစ်ကိုဖြစ်တယ်ဒါစိတ်တည်းနဲ့တိုက်တဲ့တိုက်ပွဲတစ်ခုလိုပဲပြောရမှာပေါ့နော်လက်နဲ့နဲ့တိုက်တဲ့လူကတိုက်စိတ်တည်းနဲ့တိုက်တဲ့လူကတိုက်အဲ့တော့ဒီ point code တွေ social punishment တွေဆိုတာလူကိုလုတ်တယ်နဲ့ထိထိရောက်ရောက်နဲ့လုတ်တယ်နဲ့တော်ရုံမဖြစ်လို့မရအောင်လက်ရှိမှာတော့စစ်တပ်ကိုထောက်ခံအားပေးတဲ့ဥပညာရှင်တွေပါဝင်တဲ့ဇက်ကားတွေဟာပြည်ပနိုင်ငံတွေမှာပြသခွင့်ရပါပဲကြီးစုသူမရှိတာတွေဖြောပြေးပွဲတွေရပ်နာလိုက်တာနဲ့ ပြည်ရင်းကစစ်တပ်ထုတ်ကုန်တွေကိုဝယ်ယူသူမရှိတာစာရာတွေဟာလူမှုအကြာ boycott နဲ့ social punishment ပြန်လည်အားကောင်းလာတဲ့အချက်တွေပဲဖြစ်ပါတယ်။ကျွန်မဝေပါယခု QR ကို စကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခုကြွာကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် DVP TV News လာမယ့်ဒီဇင်ဘာလမှာအာနာသိန်းစစ်တပ်ကလုပ်မဲ့ရွှေကောက်ပွဲကိုအတူရောင်ရွှေကောက်ပွဲဖြစ်နယူးဇီလန်နိုင်ငံလွှတ်တော်ကနိုဘာလ9ရက်နေ့မှာကန့်ကွက်သူမရှိအတည်ပြုလိုက်ပါတယ် နယူးဇီလန်နိုင်ငံသားရဲ့ဝန်ကြီးဝါဆန်ပီတာကလည်းမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းလွှတ်တော်မှလာရောက်ထွက်ဆိုသွားခဲ့ပါတယ်။အဲ့ဒီတရင်ရဲ့နောက်ွယ်မှာစ조사အထောက်မှုတွေရှိနေကြပြီးနောက်ထပ်လည်းမြင်တွေ့ရအောင်ဆက်စ조사နေပါတယ်လို့အမျိုးသားညညရဲ့အဆိုအရအန်ယူဂျီနိုင်ငံသားရဲ့ဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မြန်မာပြည်သူတွေနဲ့အတူရက်တိမှုကိုလည်းကျေးဇူးတင်သလိုနယူးဇီလန်ရောက်မြန်မာအရေးဆောင်ရွက်ကြသူတွေကိုလည်းကျေးဇူးတင်ကြောင်းတော်စင်မအောင်ကဆက်ပြောထားပါတယ်။2021ခုနှစ်မှာပြည်သူတင်မြောက်ထားတဲ့အစိုးရစီကနေအာဏာသိမ်းခဲ့တဲ့စစ်တပ်ကလောင်မဲ့ဒီဇင်ဘာလကုန်ပိုင်းမှာစပီးရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီးတော်လိုင်းအတိုင်းဝိုင်းကအဲ့ဒီရွေးကောက်ပွဲကိုအထူးရောက်ဖြစ်ကြေညာထားပါတယ်ရှင်။ နေမှာကြက်လာခိုးတဲ့အမျိုးသားတအုပ်ကိုရိုင်းနှက်တက်ဖြတ်တဲ့တောင်ကြီးမျိုးကပြီးသုံးလုံးပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီနဲ့တားဖြစ်သူစိုင်းကျော်စိုးမိုးတို့ကိုမနေ့ကနေ့လယ်ကစစ်တပ်လောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ နိုဝင်ဘာလ9ရက်နေ့မနက်နှစ်နာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တနေမြင့်နှစ်မှာနေထိုင်တဲ့ဦးဆိုင်ထွန်းစာဆိုသူအမျိုးသားတစ်ယောက်ကဦးဆိုင်ရွှေထီရဲ့ channel ကအချက်ကိုဝင်ခိုးခဲ့တာမှာတားဖာနှစ်ယောက်ကအထုပ်တွေနဲ့ဝိုင်းရိုက်တာကနေတေဆုံးသွားခဲ့တယ်လို့မြို့ကန်တစ်ယောက်ကပြောပြပါဗျ။ဦးဆိုင်ရွှေထီနဲ့စိုက်ကြော်စိုးမိုးတို့နှစ်ယောက်ကိုအေးတာယာနေမြေစကန်ကဖမ်းဆီးပြီး ပအမှတ်87မြင်းဆောင်2025ပုံမှန်302မြင်းဆောင်114နဲ့အမှုဖွင့်အရေးယူထားတယ်လို့အုတ်ချွေရည်နယ်နေဆက်တဲ့သတင်းရင်းမြစ်ကပြောပါရယ်ဆေးဥစုကကျင်းပမဲ့ရွှေကောက်ပွဲမှာအိုဆိုင်ရွှေထီကအချိုးကျ PR စနစ်နဲ့ရွှေကောက်မဲ့ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့အမှတ်7မှာပြည်သူ့ရှေ့ဆောင်ပြည်သုံးလုံးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါရယ်ရှင် ဖြတ်သိမ်းခံလိုက်ရတဲ့ NNF ပါတီကကိုယ်စားလှယ်လောင်း35ရောက်ဟာအာနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့တခြား ပါတီတွေကနေလည်းဝင်ရောက်ရှင်ပြိုင်မဲ့လူတွေရှိတယ်လို့တွဲဘက်ဥက္ကဋ္ဌဟောင်းကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်နိုင်ငံရေးပါတီများမှပုံတင်ခြင်းဥပဒေအရဆောင်ရွက်ရမယ့်ပြဋ္ဌာန်းချက်တွေကိုလိုက်နာမှုမရှိတာကြောင့်ပါတီဖြတ်သိမ်းခံလိုက်ရတဲ့မြို့သားဒီမိုကရေစီအင်အားစုပါတီ MDF ပါတီက ဝင်ရောက်ရှင်ပိုင်ကြဖို့စီစဉ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေက35ယောက်ဟာတတိပုဂ္ဂလအနေနဲ့ဒီနေ့အကုန်အနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပိုင်မှုရှိတယ်လို့အဲ့ဒီပါတီရဲ့တွဲပဥက္ကဋ္ဌဟောင်းကပြောပါတယ်။တချို့သောကိုယ်စားလှယ်လောင်းတွေကတော့ပြည်သူပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ရှမ်းနဲ့တိုင်းသမားဒီမိုကရက်တစ်ပါတီတွေတဲ့ကိုဝင်ရောက်သွားခဲ့ပြီးအဲ့ဒီပါတီတွေစီကနေရွေးကောက်ပွဲဝင်ပြိုင်ချမဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်။ ပုံမှန်အဖြစ်တော့ကျွန်တော်ကတော့ပါတီတွေအနေနဲ့ဟိုဝင်ရောက်ရှင်ပြိုင်စေချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဟိုတတိပုတ်ကလာဆိုအားနည်းမှာဆိုလို့ဒါပေမဲ့မဟုတ်ဘူးကိုဟာနဲ့ကိုပဲအဲ့လိုပဲပြိုင်ချင်တယ်ပေါ့ကိုပါတီမှမဟုတ်ရင်တော့မပြိုင်ဘူးဆိုတဲ့လူတွေလည်းရှိတယ်အဲ့ဒါမပြိုင်မှန်းကြိုင်ခဲ့တဲ့လူလည်းအများကြီးပေါ့နော်ဒီလွတ်တော်ပြန်ပေါ်လာတာနဲ့တပြိုင်နဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးပုံတံတန်ပြန်ချိန်သွားမယ်ပြန်ချိန်သွားတဲ့အခါကျလို့ရှိရင်လွတ်တော်ထဲမှာကျွန်တော်တို့ထိုက်တန်အားလျော်တဲ့အမတ်တွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဟို check and balance ကိုတည်တည်ချာချာလုပ်နိုင်မယ်ပေါ့အဲလူတို့ကိုအကျိုးမရှိစေတဲ့ဟာလူတို့ဒုက္ခများစေမဲ့ဥပဒေတွေမဖြစ်အောင်ရှိနေတဲ့ဟာတွေဆိုလို့ရှိရင်လည်းဟိုပြန်လဲပြန်ဆက်နိုင်အောင်ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားခဲ့တာပေါ့ဒါတွေတည်ချာချာလုပ်လုပ်ဖို့စဉ်းစားခဲ့တယ်ဒီဟာတွေကိုလက်မလျှော့ဘဲနဲ့ဆက်ပြီးလုပ်ဖို့ပေါ့လက်ရှိနိုင်ငံရေးအခြေအနေအရရန်ကုန်မဟုတ်တဲ့တခြားနယ်တွေမှာဝင်ရောက်ရှိမြင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေဟာအခက်အခဲအကျယ်အသဲမျိုးစုံရှိနိုင်တယ်လို့လူလူစီကိုတည်င်းစကားတွေရောက်ဖို့ အင်တာနက်စာမျက်နှာတွေကနေတဆင့်ဖြန့်ဝေနိုင်မယ်နီလန်းတွေကိုရှာဖွေဖို့လိုတယ်လို့ဆိုပါတယ် NDF ပါတီကနေဝေရောက်ရှင်ပြိုင်ခွင့်မရတဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း35ယောက်ဟာရန်ကုန်မန္တလေးပဲခူးဧရာဝတီတနင်္လာရီနေ့ရှမ်းပြည်နယ်တွေကနေဝေရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့ဥထအောင်ကျော်ကပြောပါတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအသေးတွေကိုရွေးကောက်ပွဲနီလန်းကနေသတင်း အယက်သားအစိုးရပပုတ်လာမှဖြည့်ရှင်းလို့ရနိုင်မှာ ဖြစ်တာကြောင့်မဲပေးပိုင်ခွင့်ရှိတဲ့သူတွေအနေနဲ့မဲမပေးဘူးဆိုရင်အဲ့ဒီအခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်လို့ဒါတွေကိုတင်ပြဆွေးနွေးနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရှိဖို့လိုအပ်တာကြောင့်ပါတီဖြတ်သိမ်းခံလိုက်ရပေမဲ့တတိပုတ်ကလအနေနဲ့ဒဂုံမျိုးနယ်မြောက်ပိုင်းပြည်သူ့လွှတ်တော်ကလည်းဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ဦးဝင်းသိန်းဟန်ကပြောပါတယ်နိုင်ငံရေးရဲ့ပြည်သူ့အရေးကိုတောက်ဆိုရင်ဒီတိုင်းပြောနေရင်လက်ဖက်မှာဆိုင်မှာပြောနေရောလက်ဖက်ရေးဆိုင်ရဲ့စကားဝိုင်းပဲဖြစ်မှာပေါ့ဗျာ တော်တော်လည်းမှသွားပြောရင်အကဲရွေးချက်ခံလို့တော်တော်မှသွားပြောရင်ဘာပဲပြောပြောပြောကျွန်တော်တို့ကတရားဝင်ဖြစ်တယ်တရားဝင်တောက်ဆိုမှုတွေဖြစ်လာမယ်ပြည်သူအရေးအတွက်တကယ်အမှန်တကယ်ပေါ့နော်တရားဝင်တောက်ဆိုတိုင်ခွင့်ရှိမယ်အကဲမလို့ပြီးအောင်မတန်းတင်ထားရှိမှုတွေအစိုးရတသွင်းမှုတွေကျွန်တော်အများကြီးပြောနိုင်တယ်ပေါ့အဲ့တော့ပြည်သူလူထုကိုယ်တိုင်ကဟိုဒီမိုစီရဲ့သဘောတရားအရာရွေးချက်ပိုင်ခွင့်နဲ့သူတို့ကိုဖစ်ရှင်တဲ့လူကိုဖျက်မြောက်ပိုင်ခွင့်ရှိတယ်ဆိုရဲသဘောထားရှိတယ်လေအဲ့တော့ပြည်သူလူထုကိုကျွန်တော်ကတော့မဲပေးပါဘူး ငဲပေးမှမှာပဲကိုကြိုက်တဲ့လူကိုဘာပြောကိုကိုစားပြီးမဲ့လူကိုရွေးချယ်ပိုင်ခွင့်ရှိလို့ရှိရင်လည်းဒီလိုတို့မှာအဲ့တော့ကျွန်တော်ကတော့ငဲပေးပါဘာပဲဖြစ်ဖြစ်ဒီအလှည့်ကြောင်းတစ်ခုဖြစ်အောင်တော်တော်ကြီးတစ်ခုပြန်ပေါ်လာအောင်ဆိုတော့ကျွန်တော်ကတော့နော်ငဲပေးတင်တယ်ငဲပေးမှာပဲအခုဖြစ်နေတယ်ကျွန်တော်တို့ဖြစ်နေဒိုမီနို effect ဒီဒိုမီနို effect ကိုကျွန်တော်တို့အားလုံးကိုတက်နိုင်ကြမြောက်ကျွန်တော်ဖြတ်ပြီးတော့ like ထင်းလို့ရမယ်ပေါ့ဗျာအနာသိစကောင်စီကခန့်ထားတဲ့ရုပ်ောက်ပွဲကော်မရှင်ကအနာသိစတကအတိပြန်ရေးဆွဲလိုက်တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်ပြီးနှစ်ပုံမတင်တဲ့2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအပြင်ပါတီစုစုပေါင်း80ကျော်ကိုဖျက်သိမ်းခဲ့ပါတယ်။လက်ရှိမှာတော့အာဏာသိမ်းစစ်တပ်ကကျင်းပပဲရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြမယ်။နိုင်ငံရေးပါတီ58ပါတီရှိပြီးစစ်တပ်ကထောက်ခံတဲ့ပြည်ထောင်စုချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။ ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဟေဒီနိုင်ငံမျိုးတော်တဝန်ကဂိုင်းအကြမ်းဖက်မှုကြောင့်အိုးဤစွန်ခွာထွက်ပြေးဖို့အတင်းကျပ်ခိုင်းစေခံခဲ့ရတဲ့လူပေါင်းတဒသမ3တန်းကျော်အတွက်ဖျားเจ้าတွေနဲ့စာတင်เจ้าတွေကိုယာယီတဲတွေအဖြစ်ပြောင်းလဲခဲ့ရပါတယ်။ နိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုအကြက်တဲကအဆုံးကိုမမြင်ရသေးပဲပုံမနဲ့ဆိုင်လာခဲ့ပါတယ်။တဲရီရဲ့ခြေနေတွေကအလွန်ဆိုးရွားနေတာပါ။လူတွေပြည့်ကျက်နေတဲ့စခန်းတွေမှာရောဂါတွေအလွယ်တကူပြန့်နှံ့သွားပြီးအကူအညီတွေလည်းရှားပါးနေကြပါတယ်။ Port of Spring တဝမ်းပျက်စီးဆုံးရှုံးမှုပမာဏဟာအမကန်ဖြစ်ပြီး မိလောင်နေတဲ့အိမ်တွေရှင်တွေနဲ့ကြီးစားရနေရန်တွေကရက်ကွက်တွေထဲမှာထင်သာမြင်သာဖြစ်နေတာပါဟေတီတပ်မတော်အထူးတပ်ဖွဲ့တွေရဲ့တပ်မဟောင်းပုံမူကြီးဟင်မလာရီဘိုကအချက်တဲကိုဖြည့်ရှင်းဖို့ဆယ်စုနှစ်တခုဒါမှမဟုတ်ဒီထက်ပိုကြာနိုင်တယ်လို့သတိပေးခဲ့ပါတယ်အထူးရေးဆိုင်ရာပြက်ကွက်မှုတွေကြောင့်အကြက်တဲတွေဖြစ်ခဲ့တာလို့လဲသူကအပြစ်တင်ခဲ့ပါတယ်။နိုင်ငံတော်မှာအကြမ်းဖက်မှုတွေကဆက်ဖြစ်နေတာကြောင့်ဟေဒီနိုင်ငံရဲ့လူဦးရေ၁၂သန်းရဲ့ထပ်ဝက်လောက်ဟာပြင်းထန်တဲ့အစာရေးစာမလုံလောက်မှုနဲ့ရင်ဆိုင်နေကြရပါတယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းကိုလည်းတင်ဆက်ပေးအောင်ပါပါအင်္ဂလန်နဲ့ Crystal Palace နောက်ခံလို့ Mackety ကိုခေါ်ယူလို့တဲ့အသင်းတွေထဲမှာ Real Madrid အသင်းလည်းပါဝင်လာနေပါဗျ။အသက်25နှစ်ရှိတဲ့ဘိုခန်ဆက်မှုဟာအခုနှစ်ရာသီအစက Liverpool စီကိုပြောင်းရွှေ့ဖို့အစီအစစ်လှုံ့ဆော်ခဲ့ပြီးမှ Palace အသင်းကအစားထိုးစရာကစားသမားမရှာဖွေနိုင်တာကြောင့်အသင်းစီကိုပြန်လည်ခေါ်ယူခဲ့တာပါဗျ။ KT ဟာအခုနှစ်ရာသီအကုန်မှာစာချုပ်သက်တမ်းအကုန်ဆုံးမှာဖြစ်ပြီး Real Bar ကသူ့ရဲ့အပြောင်းရွှေ့မှုဝါဒအတိုင်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ပြင်မှတ်ထားလာခဲ့တာပါ။အင်္ဂလန်အသင်းရဲ့အဓိကဗဟိုနောက်ခံလို့ဖြစ်လာတဲ့ KT ကို Liverpool နဲ့ Real Madrid တို့အပြင် Bayern Munich အသင်းကပဲခေါ်ယူဖို့ပြင်မှတ်ထားနေတယ်လို့သိရပါဗျ။ Spain သတင်းစာ AS ကတော့ Guehi ရဲ့လက်မှတ်ထိုးခြင်းနဲ့လောက်ခလာစာတောင်းဆိုမှုအများပြားတာက Madrid ကလပ်အတွက်စဉ်းစားစရာဖြစ်လာနေတယ်လို့လည်းဖော်ပြသွားခဲ့ပါတယ်ရှင်။ ။ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်နာရီသတင်းတွေကိုတာရိုက်ရှုစားခဲ့ကြရတာပါ။ညနေ၄နာရီမှာလဲထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါ။ကျမတို့ငူခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။